2018ခုနှစ်မေလရဲ့တရက်မှဆိုတော့နေတလန်ကအသက်86နှစ်အရွယ်လူကြီးတယောက်ဟာတရုတ်နိုင်ငံရှင်ထန်ခရိုင်ကိုခရီးအရှိကြီးထွက်လာခဲ့ပါရင်းပါကြောင့်လဲဆိုတော့သူတကားမှမတွေ့ဘူးတဲ့မိသားစုကိုလာရှာတာပါအကြောင်းရင်းကတော့လွန်ခဲ့တဲ့70နှစ်ကအာမခံ policy တစ်ခုကြောင့်ပဲဖြစ်ပါရင်းဒါဆိုရင်ဒီထူချတဲ့ဆလန်ကဘယ်လိုမျိုးလဲ1934ခုနှစ်ကိုပြန်သွားကြည့်အောင်ပါ ကြက်ပြက်အဖြစ်ဖြစ်သူဝူရှင်ပင်ဟာစီးပွားရေးလုပ်ဖို့အတွက်နေဒလန်ကိုရောက်လာခဲ့ပါရီသူဟာအထယ်လေးကမ္ပဏီတစ်ခုဖွင့်ခဲ့ပြီးတော့သူ့ရဲ့စီမံခန့်ခွဲမှုအောက်မှာအတော်ကလေးကိုအောင်မြင်ခဲ့တာပါဝူဟာမကြခင်မှာပဲချမ်းသာတဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်လာခဲ့ပါရီ1940ပြည့်နှစ်မှာဆိုတော့အဲလီဇဘက်ဆိုတဲ့အမျိုးသမီးတစ်ယောက်ဝူရဲ့ဆိုင်အထက်ကိုဝင်လာခဲ့ပါရီအဲ့ဒီနေ့ကဝူဟာဆိုင်မှာရှိနေခဲ့ပြီးဒက်မင်းကလေးကိုကြိုဆိုခဲ့ပါရီ သူတို့စကားပြောရင်လည်းခိုင်မာတဲ့ဆက်သွယ်မှုတစ်ခုရှိနေတယ်ဆိုတာသိခဲ့ကြပါရင်သူတို့ရဲ့စကားဝိုင်းတွေကပိုနဲ့ဆိုင်လာခဲ့ပြီးတော့မကြခင်မှာပဲအဲလီဇဘက်ဟာစိုင်ကိုပုံမှန်လာသူတယောက်ဖြစ်လာခဲ့ပါရင်သူတို့နှစ်ယောက်ဟာတပည့်ဖြစ်ရှင်ချစ်ကြိုက်သွားခဲ့ပြီးတော့မကြခင်မှာပဲနေသလန်မှာ မိသားစုဘဝကိုတိဆောက်ခဲ့ပြီးကြက်လို့ခေါ်တဲ့တားတယောက်ရရှိခဲ့ပါရင်ကြက်ဟာမိဘနှစ်ပါးစလုံးရဲ့ချစ်ခင်ကျင်နာမှုအောက်မှာပျော်ရွှင်စွာနဲ့ကြည်ပြင်းလာခဲ့ပါရင်သူတို့ရဲ့ငင်းချမ်းတဲ့ဘဝဟာထာဝရတည်မြဲနေလိမ့်မယ်လို့ထင်ခဲ့ပေမဲ့ အယယာကလင်းမြန်စွာနဲ့ပြောင်းလဲသွားခဲ့ပါရင်မတူညီတဲ့နိုင်ငံတွေကလာကြတာဖြစ်တဲ့အတွက်အမှုနဲ့အဲလီဇဘက်ဟာနေထိုင်မှုပုံစံတွေအတော်ကလေးကိုကွာရှာပါရင်အချိန်ကြာလာတာနဲ့အမျှဒါဟာသူတို့ရဲ့အိမ်ထောင်ရေးမှာတင်းမာမှုဖြစ်လာစေခဲ့ပါရင်အဲ့ဒီအချိန်မှာပဲဝူကသူ့ရဲ့မိဘနှစ်ပါးစလုံးဆုံးပါသွားပြီးဆွဲတင်းကိုရရှိခဲ့ပါရင်သူရဲ့ဆွေမျိုးတွေကသူ့ကိုအိမ်ပြန်ပြီးတော့မိသားစုတာဝန်ယူဖို့တိုက်တွန်းခဲ့ပြီးတော့ဘူကလည်းစာဝေကိုဖတ်ပြီးရတော့အချိန်အကြာကြီးတုံ့ဆိုင်နေခဲ့ပါပြီ သူဟာနေတလန်မှာဘဝတစ်ခုကိုတည်ဆောက်ဖို့အတွက်ကြိုးစားခဲ့တာဖြစ်ပြီးတော့အားလုံးကိုဆွတ်လွတ်လိုက်မယ်ဆိုရင်အစကနေပြန်စားရမှာဖြစ်ပါရင်ဒါပေမဲ့သူရဲ့စာတိကိုလွမ်းဆွမှုကဘယ်တော့မှပျောက်မတွားခဲ့ပါဘူးအကြကြီးစဉ်းစားပြီးရနောက်တရုတ်ပြည်ကိုပြန်ဖို့အခက်ခဲတဲ့ဆုံးဖြတ်ချက်ကိုချခဲ့ပါရင်မထွက်ခွာခင်မှာသူကစနီးဖြစ်သူကိုသူနဲ့အတူတရုတ်ပြည်ကိုပြောင်းရွှေ့ဖို့အတွက် စီယုံခဲ့ပြီးတော့မိသားစုတစ်ခုလုံးအတူတူနေနိုင်ဖို့မျှော်လင့်ခဲ့ပါရီးဒါပေမဲ့အဲလီစဘက်ကတော့ငင်းဆိုခဲ့ပြီးသူမဟာနေတလန်မှာကြီးပြင်းလာတာဖြစ်လို့တရုတ်ပြည်ကဘဝနဲ့မရင်နေပါဘူးသူမကတာလီနဲ့အတူနေရှင်ခဲ့ပါရီးနေရာစလုံးကတယောက်နဲ့တယောက်အလျှော့မပေးဘဲနဲ့ကြွာရှင်ဖို့ကလွယ်ပြီးရွေးရှင်စရာမရှိတော့ပါဘူးအဲ့ဒီနောက်ပိုင်းဂျက်ကသူ့ရဲ့အမိနဲ့အတူနေခဲ့ပြီးတော့ဘူကတော့တရုတ်ပြည်ကိုတယောက်တည်းပဲပြန်လာခဲ့ပါရီးအဲ့ဒီနှုံးဆက်မှုကထာဝရခွဲခွာရှင်ဖြစ်သွားခဲ့ပါရီး လင်းနဲ့မရအဖေနဲ့သားဘယ်တော့မှပြန်မတွေ့ကြတော့ပါဘူး။ကြက်ဖာကွာရှင်တဲ့အချိန်မှာအသက်9နှစ်သာရှိနေသေးတာပါ။ဒေါရကြောင့်ပဲအဲလီဇဘက်ဟာဝူရဲ့ဓာတ်ပုံအလုံးကိုဆုပ်ဖြဲပစ်ခဲ့တဲ့အတွက်ကျက်ကသူ့အဖေရဲ့မျက်နှာကိုဘာမှမမှတ်မိတော့ပါဘူး။သူကသူ့စီမှာတရုတ်အဖေတယောက်ရှိတယ်ဆိုတော့ကိုပဲတိခဲ့ပြီးတော့တခြားဘာကိုမှမတိခဲ့ပါဘူး။ ဒီလိုနဲ့1949ခုနှစ်မှာစတော့အသက်42နှစ်အရွယ်ဝူချင်းပင်ဟာသူ့ရဲ့ပစ္စည်းတွေကိုထုတ်ပိုးပြီးတော့နေသလန်မှာရှိတဲ့အရာအလုံးကိုထားခဲ့ပြီးမိသားစုကိုထောက်ပံ့ဖို့အတွက်တရုတ်ပြည်ကိုတယောက်တည်းပြန်လာခဲ့ပါပြီ။ဒါပေမဲ့သူပြန်ရောက်တဲ့အခါမှာတော့နိုင်ငံရေးနဲ့စီးပွားရေးအခြေအနေတွေကြောင့်စီးပွားရေးလုပ်ဖို့မဖြစ်နိုင်သလောက်ဖြစ်နေခဲ့ပါရီ။မိသားစုကသူ့ရဲ့စုဆောင်းငွေတွေနဲ့နေထိုင်ခဲ့ကြပြီးမဲ့ဒီအရာဝေးအလုံးကလင်းမြစွာပဲကုန်နာခဲ့ပါရီ။ ဝူစီမှာစီးပွားရေးကျွမ်းကျင်မှုကောင်းကောင်းရှိပေမဲ့ရှုပ်ထွေးတဲ့ကာလဖြစ်တာကြောင့်ဒီအရာဝေကိုအသုံးမပြုနိုင်ခဲ့ပါဘူး။အဲ့ဒီနောက်ပိုင်းဝူဟာနောက်အိမ်ထောင်ပြုခဲ့ပြီးတော့ကလေး၅ယောက်ထပ်ပြီးရရှိခဲ့ပါရင်1949ခုနှစ်တရုတ်ပြည်သူသမ္မတနိုင်ငံတည်ထောင်ပြီးတဲ့နောက်မှာတော့သူကတောင်သူလေဓမ္မတယောက်ဖြစ်သွားခဲ့ပါရင်နေတလန်မှာရှိတဲ့သူ့ရဲ့ဇနီးနဲ့တာကိုအရင်လွမ်းတယ်လို့တရုတ်ပြည်မှာဆင်းရဲဒုက္ခနဲ့ရုန်းကန်နေရပါရင်ဝူကနေတလန်ကိုပြန်ပြီးတော့ဘဝကိုအစကနေပြန်စားရှင်ပါရင် နေတလန်ကတငယ်ချင်းတယောက်ကတော့သူ့ကိုအဲ့ဒီကစားတောက်ဆိုင်တဆိုင်မှာအလုပ်လုပ်ဖို့ဖိတ်ခေါ်ခဲ့ပါရင်ဘူးကလည်းမတွန့်ဆုတ်ပဲနဲ့ချက်ချင်းကိုရှောက်လာတင်ခဲ့ပါရင်အဲ့ဒီရှောက်လာအထဲမှာတူကအချင်းစရိတာကောင်းမွန်တဲ့ခန္ဓာကိုယ်ကျန်းမာရေးမကောင်းဘူးနေတလန်မှာသားတယောက်နဲ့ပိုင်ဆိုင်မှုတို့ရှုကြံနေတည်တယ်လို့ရေးခဲ့ပါရင်သူကခွင့်ပြုချက်ရဖို့မျှော်လင့်ခဲ့တာပါ ဒါပေမဲ့ရှောက်လွာကိုပေရှားယုံတင်နမကရှောက်လွာတင်ခဲ့တဲ့အတွက်သူ့ကိုအပြစ်ပေးခဲ့ပါရီအဲ့ဒီအခါမှာဝူကတရုတ်ပြည်ကနေဘယ်တော့မှထွက်ခွာခွင့်ရတော့မှမဟုတ်ဘူးဆိုတာကိုသဘောပေါက်သွားခဲ့ပါရီသူ့ရဲ့မိသားစုကိုထောက်ပံ့ဖို့အတွက်နေတလန်ကနေလက်ပတ်နိုင်တလုံးယူလာပေးဖို့တငယ်ချင်းတယောက်ကိုတောင်းဆိုခဲ့ပြီးတော့ဈေးကောင်းနဲ့ပြင်ရောက်ဖို့မျှော်လင့်ခဲ့တာပါဒါပေမဲ့ဝမ်ဂျိုးအခွန်ယုံကသူ့ကိုတင်ဆက်ခဲ့ပါရီ အဲ့ဒီအချိန်တော့ကတရုတ်ပြည်မှာဆိုရင်အဲ့ဒီလိုလောက်ရမျိုးကတရားမဝင်ဘူးလို့တတ်မှတ်ခဲ့ပါပြီ1969ခုနှစ်မှာဆိုရင်ဝရှင်းပင်ဟာနက်ချိုင်းနဲ့နောင်တဝင်းနဲ့ကွဲလွန်သွားခဲ့ပါပြီသူနယ်တလန်ကိုဘယ်တော့မှပြန်ခွင့်မရခဲ့သလိုသူ့စနီးနဲ့တားကိုလည်းပြန်မတွေ့ခဲ့ရတော့ပါဘူးတရုတ်ပြည်ကပြုပြင်ပြောင်းလဲရေးနဲ့ပွင့်လင်းမြင့်တာမှုရှိလာပြီးတဲ့နောက်နိုင်ငံခြားခရီးသွားလာမှုဆက်ရောက်မူဝါဒဝေကလည်းပုံမှန်လျှော့ရှားလာခဲ့ပါပြီဝရှင်းပင်ရဲ့ကလေးတွေဟာအခွင့်အလမ်းအသစ်တွေကိုရှာဖွေဖို့အတွက်ဥရောပဝေကိုဦးတည်စပြုလာခဲ့ပါပြီ ဒီလိုနဲ့2016ခုနှစ်ဖေဖော်ဝါရီလမှာပဲသူ့ရဲ့သားဖြစ်သူဝူရိုမင်ကတရုတ်ပြည်ကိုပြန်လာပြီးတော့သူ့ရဲ့အမားနဲ့သူတို့အဖေရဲ့ပျက်စီးပွဲကိုစတင်စီစဉ်ခဲ့ပါပြီပျက်စီးပွဲအထဲမှာဝါနေခဲ့တဲ့အာမခံ policy တစ်ခုကသူတို့ရဲ့အာယုံကိုဖန်ဆားခဲ့ပါပြီအဲ့ဒါက1939ခုနှစ်မှာဝူရှေမင်ယူထားတာဖြစ်ပြီးတော့အကျိုးခံစားခွင့်ရှိတဲ့လူကအဲလီဇဘက်ဆွဲအမျိုးသမီးတယောက်သူတို့နဲ့မရင်းနှီးတဲ့လူတယောက်ဖြစ်နေခဲ့ပါရင်ဘူရူမင်ကသူ့အဖေနေတလန်မှာနေထိုင်တော့မှစနီးနဲ့သာရှိခဲ့တဲ့အကြောင်း ပြောဖူးတယ်ဆိုတာကိုချက်ချင်းပဲတတိယသွားခဲ့ပါရင်မောင်နှမဝီကအဲလစ်ဘက်ဟာသူတို့အဖေရဲ့ရခင်စနီးဖြစ်နိုင်တယ်လို့ပဲထင်ခဲ့ကြပါရင်သူတို့အဖေကသူ့ရဲ့သွေးနှောသားအကြောင်းမကြကနာပြောလို့ရှိတာကိုလည်းတတိယရင်းနဲ့ပဲသူတို့ရဲ့အကိုကြီးကိုရှာဖွေဖို့ဆိုရက်သူရဲ့နေရှိလာများစနကိုဖြည့်ဆည်းပေးဖို့သူတို့ကဆုံးဖြတ်လိုက်ကြပါရင်ရှင်ထန်ခိုင်ကနိုင်ငံခြားရောက်တရုတ်မိသားစုတွေရဲ့မှတ်တမ်းတွေကိုစုဆောင်းနေခဲ့ပြီးတော့ဝူမိသားစုဖိုင်ကလည်းအဲ့ဒီအထဲမှာပါဝင်ခဲ့ပါရင် ဒါနဲ့သူတို့ကသူတို့အဖေရဲ့ပစ္စည်းတွေကိုတက်ဆိုင်ရာဌာနစီပေးပို့ပြီးတော့သူတို့ရဲ့အကူကိုရှာဖွေတဲ့နေရာမှာအကူအညီတောင်းခံခဲ့ပါရင်တမိုင်းမော်ကွန်ထိန်ဌာနကနေသလန်မှာရှိတဲ့တရုတ်စာတီးမျိုးအသင်းရဲ့ဥက္ကဋ္ဌရှမ်လွန်ကိုဆက်သွယ်ပြီးတော့အကူအညီတောင်းခံခဲ့ပါရင်အမခန်ပေါ်လစီရဲ့အကူအညီနဲ့ဆွဲစတမ်းမှာဖော်ပြထားတဲ့ Dab Armakan Company ကိုသူတို့ကဆက်သွယ်ကြပါရီဒါပေမဲ့အစ်မများစွာကြာသွားပြီဖြစ်လို့ Elizabeth ကလိမ့်စာအတင်မထားခဲ့ပဲပြောင်းရွှေ့တွားခဲ့တာရဲ့ Company ကသူမရဲ့ဆက်သွယ်ရန်အချက်လက်တွေကိုမပေးနိုင်ခဲ့ပါဘူးသူတို့ရဲ့ပျောက်ဆုံးနေတဲ့အကူကိုရှာဖွေမှုကလမ်းပိတ်သွားခဲ့ပါရင်ဘူရိုမြင့်နဲ့သူ့ရမောင်နှမဝေလက်လျှော့တော့မယ့်အချိန်မှာရှမ်လောင်ကပျောက်ဆုံးနေတဲ့ဆွေမျိုးဝေကိုရှာဖွေတဲ့နေရာမှာအထူးပြုတဲ့ Depth TV အစီအစဉ်တစ်ခုကိုရှာတွေ့သွားခဲ့ပါရင် သူတို့ကတက်ဆိုင်တဲ့ပစ္စည်းအလုံးကိုစုဆောင်းပြီးတော့တီဘီဌာနကိုပို့လိုက်ကြပါရီဒီဆလန်ကိုကြားပြန်တော့တီဘီဌာနကကူညီဖို့တဘောတူခဲ့ပါရီကျက်ဖာအခုစင်တော့အသက်ကြီးနေပြီဖြစ်ပြီးတော့သူ့ရဲ့တယုတ်အဖေကိုတသက်လုံးလွမ်းဆွနေရပါရီဒါပေမဲ့သူ့အဖေထွက်သွားတော့ကကျက်ပြအမေအဲလီဇဘက်ဟာသူ့အဖေရဲ့ဓာတ်ပုံအလုံးကိုဖျက်ဆီးခဲ့လို့ကျက်စီမှာဗာတဲလုံစားမှမရှိပါဘူးတယုတ်ပြည်ကကျေပြန့်ပြီးတော့သူ့ရဲ့အဖေကိုရှာဖွေတာကလည်းကောက်ရိုးပုံတွေကအရှာတလိုမျိုးဖြစ်နေခဲ့ပါရီ သူလုံနိုင်တာတစ်ခုကတော့မိသားစု ပြန်လဲစုံစည်းတဲ့အစီအစဉ်တွေကိုကြည့်ပြီးစိတ်သက်သာရရဖို့ပဲဖြစ်ပါလိမ့်ဒီလိုနဲ့2018ဖေဖော်ဝါရီလရဲ့တရက်မှဆိုရင် Jeff ကပုံမှန်အတိုင်း TV အစီအစဉ်ကိုဖွင့်လိုက်တဲ့အခါမှာတော့သူ့အမေရဲ့နာမည်ကိုဖန်ထားပြင်ပေါ်မှာတွေ့လျရလို့အရန်ကူမှအံ့အားတင့်သွားခဲ့ပါလိမ့်အဲ့ဒီအခါမှာပဲသူကအဲ့ဒီအစီအစဉ်မှာပြောနေခဲ့တဲ့ကလေးလေးဟာသူကိုယ်တိုင်ပဲဆိုတာကိုသိလိုက်ရပါလိမ့်သူကချက်ချင်းပဲ TV ဌာနကိုဖုန်းဆက်ပါလိမ့်သူရဲ့မူလလက်ခံထားမှုအတိပြုပြီးနောက်မှာတော့ တီဗီဌာနကဂျက်နဲ့အတူတရုတ်ပြည်ကိုလိုက်သွားပြီးသူ့ရဲ့မိသားစုကိုရှာဖွေပေးမယ်လို့ကန့်လန့်ခဲ့ပါလိမ့်။အဲ့ဒီနဲ့နောက်ပိုင်းမှာဆိုတော့ဂျက်ဖာတီဗီအဖွဲ့တောင်းဝင်တဲ့အတူတရုတ်ပြည်ကိုရောက်လာပြီးတော့ပထမဆုံးရှင်ထန်ပြည်ပရောက်တရုတ်လူမျိုးရေးရယုံကိုတွားခဲ့ပါလိမ့်။အဲ့ဒီမှာသူကသူ့အဖေရဲ့မှန်တမ်းတွေနဲ့ဓာတ်ပုံတွေကိုပထမဆုံးအကျင့်အဖြစ်မြင်ခဲ့ပါလိမ့်။သူကအရန်ကိုမှစိတ်လှုပ်ရှားပြီးတော့ဒါကကျွန်တော်မမ်းမိနေတဲ့ကျွန်တော်ရဲ့အဖေပါပဲလို့ပြောခဲ့ပါလိမ့်။ဂျက်ဖာအရင်ကသူ့အဖေကိုရှာဖို့စဉ်းစားဖူးပေမဲ့ ဒိန်လွန်စနေပါလွန်းတဲ့အတွက်မျိုးလင်းရှက်မဲ့နေခဲ့တယ်လို့ပြောပါရင်းနောက်တစ်ဆင့်အနေနဲ့ဂျက်ကဝူမီသားစုရဲ့အိမ်ဟောင်းကိုတွားရောက်ခဲ့ပါရင်းဝူရိုမင်နဲ့သူ့ရဲ့အမဝေကသူ့ကိုတွေးဖို့အတွက်အီတလီကနေအမြန်ဆုံးပြန်လာခဲ့ကြပါရင်းမောင်နှမဝေအချင်းချင်းမြင်လိုက်တာနဲ့ဖက်ပြီးတော့ငိုကြွေးခဲ့ကြပါရင်းအမတယောက်ကကျပ်ဟာကျွန်တော်တို့အဖေနဲ့အရန်ကိုတူတာပဲလို့ရှိုက်ကြီးတငင်နဲ့ပြောခဲ့ပါရင်းဘာသာစကားအတားအဆီးရှိပေမဲ့ကျပ်က ပြုံးရနေခဲ့ပါရင်းကျပ်ပြေတကယ်ကိုစိတ်မကောင်းပါဘူး သူနဲ့ပတ်သက်ပြီးတော့တိဖို့သူ့အကြောင်းလေ့လာဖို့အတွက်ကျွန်တော်စီမှာအချိန်မရှိခဲ့ပါဘူးလို့ပြောပါရီးသူ့အဖေတစ်ချိန်ကနေထိုင်ခဲ့တဲ့နေရာကိုလေပတ်ခဲ့ပြီးတော့သူ့အဖေရဲ့ကူကိုလည်းတွားရောက်ပြီးနန္တာပေါင်းပူဆော်ခဲ့ပါရီးဂျက်ကကျွန်တော်အဖေနဲ့အတူမကြီးပြင်းခဲ့ရတာဝမ်းနည်းစရာပါပဲဒါပေမဲ့အခုစတော့ကျွန်တော်ရဲ့မောင်နှမကြီးကိုရှာတွေ့ခဲ့တဲ့အတွက်ဝမ်းတာပါတယ်လို့ပြောခဲ့ပါရီး ဒီအသက်အရွယ်မှာမိသားစုရဲ့ရှိနေသေးတယ်ဆိုတာကိုသိလိုက်ရတာကတကယ့်ကိုမှအံ့ဩစရာအချက်ပါမိသားစုရဲ့ထိုင်ပြီးတော့ဆက်လန်းနေပြောပြတယောက်နဲ့တယောက်ရင်းနှီးအောင်လုပ်ခဲ့ကြပါရင်ဂျမ်ကသူ့အမေအဲလီဇဘက်ဟာဘယ်တော့မှနောက်အိမ်ထောင်မှပြုတ်ခဲ့ဘူးလို့ပြောပြပါရင်သူမရဲ့စိတ်ထဲမှာဆိုတော့ဝူရှင်းမင်းပြန်လာမယ်လို့ပဲအမြဲတမ်းမျှော်လင့်ခဲ့တာပါသူဘယ်တော့မှပြန်မလာခဲ့ပေမဲ့အခုစတော့သူတို့ကိုဘယ်တော့မှမမိခဲ့ဘူးဆိုတာသိရတဲ့အတွက်ကွယ်လွန်သွားပြီဖြစ်တဲ့သူ့ရဲ့အမိအတွက်တော့မှအတိုင်းအတာတစ်ခုအထိစိတ်သက်သာရရရှိခဲ့ပါရင် ဒီနိုင်ငံဖြတ်ကျော်ပြန်လည်ဆုံစည်းမှုကိုလူပေါင်းများစွာကစိတ်ထိခိုက်ဖွယ်မြင်တွေ့ခဲ့ပါရီမိသားစုနောက်ကျောကအကွာအဝေးထပ်ပို့ပြီးတော့နှံရှံပါရီကြီးစုပြပြိတ္တများအားလုံးကျေးဇူးတို့တင်ရှိပါခင်ဗျာ